ပတ်ဝန်းကျင်မှာရှိတဲ့တချို့သူတွေမှာစွဲဆောင်နိုင်မှုလွှမ်းမိုးနိုင်မှုရှိတယ်လို့သင်ခံစားဘူးပါသလားကျမတို့ပြောလို့ရှိတာကဒီလူမှာခရစ်စမတ်ရှိတယ်ဆိုတာမျိုးလေကျမအရင်တော့ကအဲ့ဒီစွဲဆောင်နိုင်မှုလွှမ်းမိုးမှုကမွေးရာပါလို့ထင်ခဲ့ဘူးပါတယ်အဲ့ဒါမဟုတ်ပါဘူးကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ်သွေးကိုကောင်းစွာနားလည်ထားပြီးအခုပြောပြမယ့်လူတွေကိုစွဲဆောင်နိုင်တဲ့အမျိုးအစား၅ခုကိုသိသွားပြီဆိုရင်သင်နဲ့ကိုက်ညီတဲ့ charisma ကိုအားကောင်းအောင်လေ့ကျင့်ယူနိုင်ပါတယ် ဒီတော့အခုပြောပြမယ့်ဆွဲဆောင်မှု၅မျိုးတည်းကသင်ကဘယ်အမျိုးအစားနဲ့ kait ညီမလဲဆိုတာကိုကြည့်ကြရအောင်လူအများနှစ်သက်တဲ့ဆွဲဆောင်မှုတွေကတစ်ခုကရည်စရာပြောတတ်တာပါရည်စရာပြောတတ်တဲ့ငွေချင်းတွေသူတို့နဲ့တွေ့ရင်တကယ်ကိုပျော်စရာကောင်းနေဟုတ်တယ်မလားကိုယ့်ရဲ့စိတ်ကိုလည်းပေါ့ပေါ့ပါးပါးဖြစ်သွားစေတယ်သူတို့ဆိုကျမတို့အမြဲတွေ့ချင်တယ် စမ်းကြံဘက်အနေနဲ့ပြောကြည့်ရမယ်ဆိုရင်တချို့တငယ်ချင်းတွေကကြတော့တွေ့တာနဲ့ညီးတာအပြစ်တွေပြောနေတာအဆိုးတွေပြောနေတာသူတို့တွေနဲ့တွေ့ပြီးကိုယ်တွေလည်းအားကုန်သွားသလိုပဲလေအဲ့လိုလူတွေကဆွဲဆောင်မှုမရှိပါဘူးသူတို့နဲ့လည်းဘယ်သူမှမတွေ့ကြဘူးဒါကြောင့်မလို့ရည်စရာပြောတတ်တဲ့ပျော်တတ်တဲ့သူတွေကိုလူတွေကနှစ်သက်ကြတာပါအဲ့ဒါကပဲသူတို့ရဲ့ဆွဲဆောင်မှုပေါ့ဒါပေမဲ့အားနေချက်ကရည်စရာပြောတဲ့သူတွေကကိုယ့်ဘေးနားမှာရှိတဲ့သူတွေကို လောင်ပြောင်မိသလိုမျိုးထိခိုက်မိသလိုမျိုးဖြစ်သွားတာမျိုးရှိတတ်ပါတယ်ဒီဗီဒီယိုကလစ်လေးမှာအင်္ဂလိပ်လူမျိုးဟာသားတယောက်ဆောင် Russell Brand ကတခြားသူရဲ့ဇာတ်ကိုဖြတ်ပြောပြီးရီစရာလုပ်ခဲ့တာမှာ ပရိသတ်ကရီမောခဲ့ပြီးမြစကားဖြတ်ပြောခံရသူကအတော်မကြေမနက်ဖြစ်သွားတာကိုကြည့်ရှုနိုင်ပါတယ် Recently. Little though shark. It wasn't. It was about six feet. So did I it eat eat people? Was it well, that tight? Well, it wasn't, but it, why right. are you trying to diminish my story? It's just the type of fish. you went near a fish. Let me... Don't clap him! Thank you. I'm one of you. I'm here for you. I'm going to just shit on all of your stories. ဒီတော့အကြီးစရာပြောတဲ့အခါကုဘေးနာသူတွေကိုပါချီးမွမ်းပြီးအားလုံးပြောင်းအောင်လုပ်နိုင်ရင်အကောင်းဆုံးပါဆွဲဆောင်မှုကလည်းအမြင့်ဆုံးပေါ့ မင်းသားခရစ်ကသူ့ရဲ့တွဲဖက်တရုတ်ဆောင်ကိုဒီလိုချီးမွမ်းပြီးပျော်ရွှင်အောင်လုပ်ခဲ့တာကိုကြည့်ရှုနိုင်ပါတယ် I lead his fan base. I'm the I'm, I'm the founding member of that one too. and they're calling for a Loki movie. It's very we are. It's, are you, oh, we are. Oh, wow. Is it we now? တကယ်လို့ကိုပြေနာလူကိုစနောက်ပြီးရီစရာပြောမယ်ဆိုရင်လေအဲ့ဒီလူနဲ့ကို့အကြားကဆက်ဆံရေးကခိုင်ခိုင်မာမာတိဆောက်ထားခဲ့ပြီးသားသူကလည်း ကိုနောက်နေတာလို့တေချာသိတဲ့ဆက်ဆံရေးမျိုးဆိုရင်တော့အဲ့လိုစားနောက်နိုင်ပါတယ်။ Chris Hemsworth နဲ့ Chris Evans တို့နှစ်ဦးကို interview တဲ့ clip လေးကိုကြည့်ရှုနိုင်ပါတယ်။ဆက်ဆံရေးကိုတေချာတိဆောက်ထားခဲ့တဲ့အခါအခုလိုစားနောက်လို့ရပါတယ်။ That's so great as you bring these slightly different nuances to Thor, whether he's on Asgard. Like you bring new aspects to him. And with as we've he seen him evolve. Yes. That was perfect. ဒုတိယတမျိုးကတက်တက်ကြွကြွရှိတာပါ။တငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်မိသားစုထဲမှာပဲဖြစ်ဖြစ်တချို့ကတက်တက်ကြွကြွရှိတယ်။စကားပြောရင်လဲခွန်နဲ့အားနဲ့အာပေါအာရင်တန်တန်နဲ့လက်ဟန်ချေရန်နဲ့သူတို့ရောက်လာပြီဆိုရင်အဲ့ဒီနေရာချက်ချင်းအသက်ဝင်သွားသလိုပဲဟုတ်တယ်မလား။စန့်ကျင်ဘက်အနေနဲ့ ခွန်အားမရှိသလိုလိုစိတ်ဓာတ်ကျသလိုလိုစကားကိုပြောခြင်းသလိုလိုမပြောခြင်းသလိုလိုအဲ့လိုလူတွေနဲ့ဆိုရင်ကျမတို့ဘယ်သူမှစကားမပြောခြင်းဘူးလေဟုတ်တယ်မလားအဲ့ဒါကြောင့်တက်တက်ကြွကြွစကားပြောရတဲ့သူတွေကိုလူတွေကနှစ်သက်ကြတာဖြစ်ပါတယ်အားနည်းချက်ကတခါတည်းရန်သူတို့တွေကစူညံလွန်းသလိုမျိုးအားလုံးရဲ့အာယုံဆိုင်မှုကိုသူတို့ကပဲတိမ်ကျုံယူထားသလိုမျိုးဖြစ်တတ်ပါတယ်။အဲ့ဒီအပြင်အော်ကျဲအော်ကျဲပြောတဲ့သူအများစုကို မလေးနက်ဘူးလို့မိတ်ဆွေတွေကမြင်တတ်ကြပါတယ်။ ဒါကြောင့်မလို့တကယ်လို့များတင့်မှာတက်တက်ကြွကြွပြောတဲ့ဆွဲဆောင်မှုကရှိပြီးသားဆိုရင်နောက်မှဆက်ပြောပြမယ်ဆွဲဆောင်မှုတွေတဲ့ကတင်တဲ့ကန့်ညီတာတစ်ခုကိုထပ်ပေါင်းထည့်လိုက်ရင် ပို့ပြီးတော့ပြည့်စုံသွားမှာဖြစ်ပါတယ်။လူများကိုဆွဲဆောင်နိုင်တဲ့တတိယအမျိုးအစားက ကိုချင်းစာတာပါ။တစ်ဖက်သားကိုနားလေတယ်ဆိုတာကိုပြတာဖြစ်ပါတယ်။အဲ့ဒီလိုမိတ်ဆွေတငယ်ချင်းတွေနဲ့ဆိုကျမတို့အမြဲစကားပြောချင်ကြတာပဲမလား။စန့်ချင်ဘက်အနေနဲ့ ကိုပြောနေတာကိုသေချာလဲနားမထောင်နားထောင်ပြန်တော့လဲဘာဆိုလို့နေလဲဆိုတာကိုနားလည်းမပေးနိုင်တဲ့သူတွေနဲ့ဆိုရင်ကျမတို့အချင်းကုန်ခံပြီးစကားဆက်မပြောကြတော့ဘူးမလားဒါကြောင့်တစ်ဖက်သားကိုနားလည်းပေးတဲ့သူ စာနာတဲ့သူ အချင်းပေးပြီးနားထောင်တဲ့သူအဲ့ဒီသူတွေရဲ့ဆွဲဆောင်မှုကအရန်ကိုမြင့်မားပါလေအင်တာဗျူးတဲ့သူတွေထဲမှာကိုကျင်းစာတရားနဲ့တစ်ဖက်သားဘာပြောနေလဲဆိုတာကိုသေချာသိလို့ People think for example oh I want to be famous or I want to be able to mm -hmm. sing or I want to like for you I want to be able to act mm -hmm. what you really wanted was to be able to use your mm -hmm. voice Yes Yes. Uh, yes. Yes. And yes. I don't want. I gotta. I mean, I don't want black people to be disappointed in me for putting that out there. No, it's you like, do not want to be disappointed in yourself. you know what you're right yeah ဒီလိုကိုချင်းစာနားလည်ပေးတဲ့အမျိုးအစားမှာအားနည်းချက်ကလူတဦးချင်းနဲ့စကားပြောတာအုပ်စုသေးသေးလေးရင်းနဲ့စကားပြောတာမှာသူတို့ရဲ့အားသာချက်ကိုပြနိုင်ပေမဲ့လူအုပ်စု အများကြီးနဲ့ဆိုသူတို့ကမထင်ပေါ်တာဖြစ်နိုင်ပါတယ်ဒါကြောင့် သင်ကဒီလိုမျိုးနားလည်ပေးတတ်တဲ့သူတစ်ဖက်သားစကားကိုကောင်းကောင်းနားထောင်ပေးတဲ့ဆွဲဆောင်မှုရှိပြီးသားသူဆိုရင်တခြားဆွဲဆောင်မှုတွေကသင်နဲ့ kait ညီတဲ့မျိုးအစားတစ်ခုကိုထပ်ပေါင်းထည့်နိုင်ပါတယ်။စရုပ်ထတစ်မျိုးကယုံကြည်မှုမြင့်မားတာပါ။တချို့သူတွေကသူတို့ကိုယ်သူတို့အယံယုံကြည်တယ်။ကိစ္စရဲ့တစ်ခုအကြောင်းအရာတစ်ခုကိုပြောပြီးဆိုရင်လေတေသေးချာချာပိုင်ပိုင်နိုင်နိုင်ပြောတာ။သူတို့ပြောတဲ့ကိစ္စကိုသူတို့တေချာသိတယ်ဆိုတာမျိုးနည်း အဲ့လိုလူမျိုးတွေကဘာဖြစ်လို့ဆွဲဆောင်မှုရှိရလဲဆိုတော့လူအများစုကမတေချာကြဘူးဇဝေဇဝါဖြစ်နေကြတာများလို့ဖြစ်ပါတယ်။ဒါကြောင့်မို့တေတေချာချာတည်တယ်လို့သူတို့မြင်တဲ့သူကဆွဲဆောင်မှုရှိတာဖြစ်ပါတယ်။အဲ့ဒီယုံကြည်မှုမြင့်မားတဲ့သူတွေရဲ့အားနည်းချက်ကဘေးကလူတွေကလည်းဝိုင်းမြောက်ကြတော့သူတို့ကိုသူတို့တကယ်သိသွားပြီးထင်ပြီးဆက်ပြီးတိုးတက်အောင်မလုပ်နိုင်လို့ရာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့် အကယ်၍များမိတ်ဆွေကကိုကိုကိုယုံကြည်မှုမြင့်မာပြီးစကားတစ်ခုကိုတည်တည်ချာချာခိုင်ခိုင်မာမာပြောတတ်တဲ့သူဆိုရင်ပို့ပြီးတော့တေချောင်းအတီးပြူတာဖြစ်စေထွက်ပေါက်တစ်ခုထားတာဖြစ်စေကိုပြုလုပ်နိုင်ပါတယ်ဥပမာကျွန်တော်ကတော့ဒီကိစ္စကိုတရားရာခိုင်နှုန်းတေချာတယ်လို့ပြောမိအစားကျွန်တော်အမြင်69ရာခိုင်နှုန်းတေချာပါတယ်လို့ပြောတင်ပါတယ်ပြီးတော့ လိလာတင်ယူမှုကိုလည်းမရက်တန့်ဖို့လိုပါတယ်ဒါဆိုရင်တင့်ရဲ့ကိုကိုကိုယုံကြည်ခြင်းဆိုတဲ့ဆွဲဆောင်မှုကပို့ပြီးတော့ပြည့်စုံလှပမှာပါလူတွေကိုဆွဲဆောင်နိုင်တဲ့ငါးခုမြောက်အရေးအသွေးကရိုးသားစစ်မှန်မှုပါကျမတို့အားလုံးမှာအမှန်ကိုပဲပြောတတ်တဲ့သူ့ရဲ့အစ်အမှန်ကိုပဲပြတဲ့မိษွေတချို့ရှိတယ်မလားမမြောက်မပင့်မဲသူ့အမြင်အတိုင်းပြောလို့ရှိတဲ့မိษွေတွေလေ ဲ့လိုလူတွေကို သူ့ဘေးပတ်ဝန်းကျင်ကလူတွေက ပထမပိုင်းမှာတိတ်မနှစ်သက်သလိုဖြစ်တတ်ပေမဲ့လေရေရှိမှာသူတို့ရဲ့စစ်မှန်မှုကိုလေးစားကြပါတယ်တကယ်တမ်းတော့လေစစ်မှန်မှုဆိုတာက ပြရဲတဲ့သူ ထိန်းထားနိုင်တဲ့သူကမများလှတော့ဘူးမလားနောက်ပြီးတော့အဲ့လိုလူမျိုးအနာမှာနေရတဲ့သူတွေရဲ့စိတ်ကပိုပြီးတော့တက်တောင့်တက်တာဖြစ်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ကသူများတွေရဲ့ထောက်ခံမှုသဘောတူမှုကိုလိုအပ်မနေလို့ဖြစ်ပါတယ်စံကျင်မဲ့အနေနဲ့တချို့သူတွေဆိုရင် အရန်ကောင်းပါတယ်ဆရာ။အိုးမမကတော်လိုက်တာလို့ပြောနေမှ နေလို့ရတဲ့သူတွေရှိတယ်မလား။စစ်မှန်တဲ့သူတွေက သူများရဲ့ထောက်ကမ်းမှုချီးကျူးမှုကိုလိုအပ်မနေကြပါဘူး။ James Rogan ကအိမ်အောင်ပြုခြင်းကိုစန့်ကျင်တဲ့အမြင်ရှိတဲ့နိုင်ငံရေးသမားတစ်ယောက်နဲ့အင်တာဗျူးမှာသူ့ရဲ့အမြင်ကိုဒီလိုရိုးရိုးပြောခဲ့တာကိုကြည့်ရှုနိုင်ပါတယ် I think of marriage is is a certain thing which is the um context for procreation for the for the the building of the the nuclear family What about people that get married that don't have kids? Are you opposed to that? စမန်နေသူတွေအားနည်းချက်ကတခါတခါသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာကိုပဲစွပ်ပြောနေတတ်ကြပြီးအဲ့ဒီအကြောင်းအရာကဘေးရလူတွေအားလုံးကစိတ်မဝင်စားတဲ့အကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်တင့်ရဲ့စစ်မှန်မှုကအရန်ကောင်းပါတယ်။ဒါပေမဲ့တင်ပြောတဲ့အကြောင်းအရာကိုဘေးရလူတွေကစိတ်ဝင်စားရဲ့လားဆိုတဲ့လူမှုဆက်ဆံရေးဘက်ကိုလည်းထည့်သွင်းစဉ်းစားစီလိုပါတယ်။ လူတွေကိုဆွဲဆောင်နိုင်တဲ့အခုပြောခဲ့တဲ့အရေးသွေး၅ခုတည်းကတင်တဲ့ကြိုက်ညီတာကိုပိုကောင်းအောင်နဲ့မျှတအောင်ပြောထောင်နိုင်ပါတယ်။ဒီဗီဒီယိုလေးကြောင့်မိတ်ဆွေဟာကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သေးကိုနားလည်ပြီးဆွဲဆောင်မှုရှိတဲ့နှဲ့လို့စရာကောင်းတဲ့သူတူဖြစ်လာမယ်လို့ယုံကြည်ပါတယ်။တမိုးရှိတဲ့အကြောင်းအရာမျိုးစုံကိုပြောပြဖို့ကြိုးစားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ထားမယ်ဆိုရင်နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့နိုင်ပါတယ်အဆုံးထိကြည့်ရှုခဲ့တဲ့အတွက် 接稣的马里。